တန်ရှင်းမှုမရှိပုံတွေကိုအိမ်ထိလာရောက်စစ်ဆေးခံရပြီးဆိုင်အပြေးပိတ်ဖို့အမိန့်ချခံလိုက်ရတဲ့ဖက်တီမော့ ရဲသမားလုံးမင်္ဂလာပါရှင်အေဂရစ်တန်ယာရီကနေပြန်လေးကြိုဆိုလိုက်ပါတယ်။ပြည်သက်တွေအများနဲ့အားပေးနေရတဲ့ဖက်တီးမအချင်ပေါင်းကတော့လက်ရှိမှာဆိုင်ကိုအပြီးတိုင်ပိတ်သိမ်းရပြီလို့သိရပါတယ်။ဒီမရဲ့သဘောဆန္ဒအရပိတ်သိမ်းရတာမဟုတ်ဘဲစီပင်ကညွန်ကြားချက်တွေနဲ့အတူအမိန့်ထုတ်ပြန်ပြီးတော့လုံးဝကိုရောင်းချခွင့်မပြုဘူးဆိုပြီးပိတ်သိမ်းခံခဲ့တာပဲဖြစ်ပါတယ်။ဖက်တီးမအချင်ပေါင်းဟာဆိုရင်တကယ်ကိုမှတန်ရှင်းတည့်ရမှုမရှိပဲကျန်းမာရေးနဲ့မညီညွတ်ယောဂတိုးပွားစေခြင်းနဲ့ဆိုပြီးအခုလိုမျိုးအကြောင်းပြချက်တွေနဲ့အပိတ်ခံခဲ့ရတာပါ။ဖက်တီးမကအလုံးသီးတဲ့အ ိုင်ကိုဝင်ဆောင်ပိုက်ကြီးတဲ့တယောက်ဖြစ်ပြီးဘဝကိုပင်ပန်းခက်ခဲစွာနဲ့ရုန်းကန်နေကြရပါတယ်။သူမရဲ့ဘဝမှာဒီအချိန်ပေါင်းရောင်းတဲ့အလုပ်လေးကိုပဲအားကိုးနေရင်းနဲ့မတင်မတ်ထားတဲ့အကြောင်းတရားတွေကြောင့်ဆိုရှယ်မီဒီယာမှာနာမည်ကြီးသွားခဲ့ရဖြစ်ပါတယ်။အရန်ကိုနာမည်ကျော်ကြားလာခဲ့ပြီးရဲ့နောက်ပိုင်းရောင်းအားတွေကလည်းဒီအလာတိုးတက်မြန်မာလာခဲ့ရပါ တကယ်ကိုရောင်အားကောင်းနေပြီးတော့နိုင်ငံလုံးအတိုင်းအတာနဲ့ဝယ်ယူစားသုံးသူတွေမြင့်တက်နေပေမဲ့မတန်ရှင်းမှုကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုတဲ့အကြောင်းပြချက်တွေနဲ့ပိတ်သိမ်းခံခဲ့ရပါတယ်။ဒါတွေကိုလိုင်းရောက်စစ်ဆေးတဲ့သူတွေကလည်းတိုင်ကြားချက်အရလာပြီးတော့စစ်ဆေးရတာလို့သိရပါတယ်။ဖတ်တီမရဲ့ဆိုင်ကိုသားမကအိမ်ထိပါလိုင်းရောက်စစ်ဆေးပြီးတော့လုံပုံကင်ပုံတွေကတန်ရှင်းမှုမရှိဘူးဆိုပြီးအခုလိုမျိုးအမိန်ချသွားခဲ့ပါတယ်။ဆိုင်ဖွင့်ပြီးတော့ရောင်းချခွင့်ကိုပိတ်သိမ်းရုံသားမကအိမ်မှာလည်းဘာတစ်ခုမှရောင်းချလို့မရဘူးလို့သိရပါတယ်။ဒါတင်မကသူမကိုစီ င်ကအခွန်ကောက်ခံပြီးတော့မြန်မာငွေကျပ်သိန်းပေါင်း80ကျော်ပေးဆောင်ရမယ်ဆိုပြီးတော့လည်းတန်ငွေချမှတ်သွားခဲ့ပါသေးတယ်။တဲဆုဆုလေးနဲ့နေရပြီးတော့ဘဝကိုပင်ပန်းခက်ခဲစွာရုန်းကန်နေရတဲ့ဖတ်တီမအနေနဲ့ဒီအဖြစ်ပြက်ကြီးကတကယ့်ကိုအိမ်မက်ဆိုးကြီးတစ်ခုလိုဖြစ်နေခဲ့ပါတယ်။သူမကဒီအချင်းပေါင်းရောင်းတဲ့အလုပ်လေးကိုပဲအားကိုးနေရတာဖြစ်ပြီးတော့ကံကောင်းစွာနဲ့အောင်မြင်သွားခဲ့တဲ့ပုံမှာဝမ်းသာပျော်ရွှင်မဆုံးနိုင်အောင်ဖြစ်နေပါတယ်။ ဒီလိုချိန်မှာမနာလိုသူတွေရဲ့ဝိုင်းဝန်းတိုင်ကြားမှုတွေကြောင့်စစ်ဆေးခံရပြီးအခုဆိုရင်တော့ငွေကြေးသိန်း80ပေးရောရတော့မှာဖြစ်ပါတယ်။ဖက်တီမရဲ့အချင်ပေါင်းတွေထဲမှာဆိုရင်တံမြာတီတုတ်ကအရန်ကိုရောင်းအောင်မြင့်တက်နေပါတယ်။အကုန်လုံးကလည်းတည်ရကြနေပြီးတော့လာရောက်အားပေးရသူတွေလည်းအများပြားပါပဲ။ဒီကနေ့မနက်မှာဆိုရင်လည်းအိမ်တန်ရရောက်ဝယ်ယူအားပေးရသူတွေကအိမ်ရောက်တော့မှပဲစစ်ဆေးခံလိုက်ရပြီးပိတ်သိမ်းလိုက်ရပြီဆိုတာကိုဝန်းနေစရာကောင်းစွာနဲ့သိရှိလိုက်ရတာဖြစ်ပါတယ်။ဖက်တီမကိုယ်တိုင်ကလည်းဘာမှမလုပ်နိုင်တော့ပဲတကယ်ကိုစိတ်ရောလူရောပင်ပန်းနေကြတာဖြစ်ပါတယ်။ သူမအနေနဲ့ပေးရော်စရာတိန်ပေါင်း80လဲမရှိသလိုရောင်းအားကောင်းတာမကြသေးတဲ့အတွက်အရင်ကအကျွေးတွေတောင်မှမကြေခဲ့သေးပါဘူးကိုပါသားရိုးရိုးသားသားနဲ့အချင်းပေါင်းလေးရောင်းစားနေရကိုအခုလိုအတိုင်ခံရပြီးစစ်ဆေးမှုတွေခံရကတန့်ရှင်းမှုမရှိတဲ့အကြောင်းပြချက်နဲ့ဆိုင်ကတော့အပြေးတိုင်ပိတ်သိမ်းခံလိုက်ရပြီဖြစ်ပါတယ်ဖတ်တီမဟာဆိုရင်တော့တကယ်ကိုစိတ်မကောင်းဖြစ်နေရပြီးသူမကိုချစ်ခင်အားပေးရပရိသတ်တချို့ကလည်းအတော်လေးဝမ်းနည်းနေရပါတယ်ဒါပေမဲ့တိုင်ကြားတဲ့သူတွေကတော့မနာလိုတဲ့စိတ်နဲ့တိုင်ကြားကြတာဖြစ်ပြီးအခုလိုအပိတ်ခံလိုက်ရတဲ့ပုံမှာတိတ်တခိုးလေးကျိ ပြီးတော့ဝမ်းသာနေကြပါတယ်။အရင်ထိလာရောက်စစ်ဆေးဖို့အတိုင်ကြားခံရပြီးတန်ရှင်းမှုမရှိလို့ဆိုကရော့ချင်းငွေလည်းပေးဆောင်ရပြီးတော့စိုင်းကူဝါအပြေးတိုင်ပိတ်သိမ်းဖို့အတွက်အမိန့်ချခံလိုက်ရတယ်။ဖတ်တီမာရဲ့အဖြစ်ပြက်ပေါ်မှာပြည်သက်ကြီးတို့ရောဘလို့မျိုးထင်ကြပါသလဲရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။